အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အောင်လည်းမင်္ဂလာပါ Barcelona အသင်းရဲ့ Superstar လို့ပဲပြောရမယ်ဒါ Lamine Yamal ပေါ့လေ Yamal ကအခုလက်ရှိမှာအသက်18နှစ်ပဲရှိတယ်လာမယ့်ဇူလိုင်23ရက်နေ့မှာသူအသက်18နှစ်ပြည့်မယ် Barcelona ကဒါ Ingarni Bruno Ingarni ညပေါ့လေ Spain မှာဆိုရင် Ingarni ညမှာဒါ Lamine လမင်းရမကိုသူတို့ကာလရှိချာတတန်းနေနဲ့2030ခုနှစ်တိ6နှစ်စာချုပ်ချုပ်လိုက်ပြီဒီ18နှစ်သားလီကဘာဆိုနာအသင်းကိုစလာတဲ့အချိန်ကနေအခု83ပွဲမှာလာလီဂါ14ကိုတွင်ထားတယ်လာလီဂါ83ပွဲမှာ14ကိုတွင်ထားပြီးတော့ဒီယာတီမှာ35ပွဲမှာပြိုင်ပွဲစုံမှာလာလီဂါမှာ9ကိုပြိုင်ပွဲစုံ55ပွဲမှာ18ကိုတွင်တယ် ဒါသူ့ career မှာဆိုရင်တော့အခုလောလောဆယ်နေထားရသူက highest level ကိုရှိပြီးတော့လက်ရှိကဘာမှာလဲ current market value က180 million ဒီဖြစ်တယ်။တန်180သူတက်ပူများတာ Vinicius Junior နဲ့ Erling Haaland နှစ်ယောက်ပဲရှိတယ်။ဆိုတော့အခုရမားကိုဘာဆိုနာဘက်ကနံပါတ်1အမြန်ဆုံးတက်တန်းထပ်ပိုးခြင်းတယ်။ရမားအတိတတိုင်းပဲလက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးလူငယ်ကစားမလေးဖြစ်ပြီးတော့ဒီကစားမလေးကအသက်ကကြည့်တော့တာလက်တော့လောက်နဲ့အောင်မြင်မှုတွေအများကြီးရထားသူဖြစ်တယ်။ သူတို့ကလပ်ဘက်ကဒါသူ့ကိုကာလာရှိချာစာချုပ်ချုပ်ခြင်းလေအဲကာလာရှိချာစာချုပ်ချုပ်ဖို့လေအချိန်ချင်းကြိုးပမ်းရင်းနဲ့အခုနောက်ဆုံးမှသဘောတူညီမှုရပြီဆိုတော့ သူရဲ့လက်ရှိ current contract က2025ခုနှစ်မေလကုန်မှာကုန်မယ်ဆိုတော့အလွတ်ပြောင်းရွှေ့ခြင်းဖြစ်သွားမှလည်းစိုးရင်လည်းလကုန်ထီတော့မဆောင်တော့ဘူးယမားစိတ်ပြောင်းတာတော့တခုခုဖြစ်မှာဆိုဘာဆိုနာကခတ်တော့တော့ပဲ2030ခုနှစ်ထိ6နှစ်စာချုပ်ချုပ်တယ်အဲ့စာချုပ်မှာတစ်နှစ်ကိုလောက်ခလာစာ Euro 15တန်းကနေ အပူခံစားခွင့် bonus တွေအလုံးမတ်ဖြစ်မယ်ဆိုရင်ပေါင် Euro 30ထိဒါဖြစ်လာမယ် ဒါကဘာဆိုနာအသင်းမှာတတိယလောက်ခလာစာအများဆုံးရတဲ့သူဖြစ်မယ်ပထမအများဆုံးကတော့ထုံးစံတိုင်း Frankie De Jong နဲ့ Robert Lewandowski သူတို့နှစ်ယောက်ကကလပ်ရဲ့လာစာအများဆုံးဖြစ်မယ်ဂျမားကတတိယအများဆုံးဖြစ်နိုင်မယ်ဆိုဒီချက်တိတ်လေးကအခုလောလောဆယ်အသက်ကတာဘာမှမဟုတ်တာသူလောလောဆယ်အနေထားရဒီလက်ရှိမှာဒါဥရောပပြိုင်ပွဲရဲ့ယူရို2024မှာချန်ပီယံဖြစ်တယ်လာလီဂါကိုချန်ပီယံဖလားနှစ်ကြိမ်ရပြီးတော့ ကိုပါဒရီတချိန် space super cat တချိန်နဲ့သူကစားမပွား super la အခုလောလောဆယ်မှာ၅လုံးတော့ရပြီးသွားပြီဆိုတော့ barcelona ဘက်ကရမားကို2030ခုနှစ်ထိစာချုပ်ချုပ်ပြီးတော့တစ်ပတ်တစ်နှစ်ကို15တန်ခါဒီ bonus ခံစားခွင့်နဲ့တန်း20ပေးထားတယ်ဒါအပြင်10 billion ရှိတဲ့ရောကြီးစာချုပ်ကိုကထည့်သွင်းပေးထားပြီးတော့ Ansu Fati ရဲ့ကျောင်းနံပါတ်10ကိုပါဝစ်ဆင်ခွင့်ပေးမယ်ဆိုတော့ Ansu Fati ကအခုလောလောဆယ်မှာ Monaco အသင်းကိုပြောင်းပြီး ရာဒီကုံထိအငားပြီးတော့မှအပိသက်ဝယ်ယူခွင့်ပြောင်းတဲ့အချိန်မှာလက်လက်သွားတဲ့ကျွန်းနံပါတ်30တကယ်တော့အဲ့ခန်းလုံးဝင်ကျွန်းနံပါတ်30ကအန်ဆိုဖာတီမှာလည်း pressure တွေအများကြီးပဲဒါပေမဲ့ရှမားကအဲ့ pressure တွေကိုကောင်းကောင်းကာကွယ်နိုင်ပြီဆိုတဲ့ယုံကြည်တဲ့သူစပေါ်တော့ကကျွန်းနံပါတ်30 ကျွန်တော်မှ29အိုက်ကနေမှဆင်ကျွန်တော်မှ19အခု30ဆုံးမက်ဆီနောက်ဆုံးဝေ့ခဲ့တဲ့19နဲ့30ဒီ30ကိုယမားဝေ့ဆင်ခွင့်ရမယ်ဆိုတော့ယမားနဲ့ပတ်သက်လို့ပေါ့လေဆိုတော့အခုလောလောဆယ်မှာယမားကိုအခုလက်ရှိနေထားရ Adidas ကလည်းဒါစံချိန်တင်ဒါ D နဲ့သူတို့ဘက်က contract ချုပ်ထားတယ်ပြောချင်တာပြယမားကိုအခုလက်ရှိနေထားရဒါ Adidas ကသူရဲ့ဘယ်လိုပြောမလဲ D ပေါ့ဗျ Adidas ဟို contract ထီးကလည်းသူ့ကိုစာချုပ်ချုပ်ထားတယ်။ယမားကအခုလောလောဆယ်မှာ Adidas နဲ့10နှစ် contract 10 year contract ဖြစ်တယ်။အဲ့ဒါကတစ်နှစ်ကိုဒါအာတစ်နှစ်ကိုအားဖြင့် total package 34တန်းထိဝင်ဝင်ရမယ်။ဆိုတော့ယမားနဲ့ Adidas ကြားမှာ10 year contract ဖြစ်တယ်။အဲ့ contract ကတစ်နှစ်ကို3.2တန်းနဲ့ total 32တန်း package အများဆုံး34တန်းထိရှိမယ်။ဆိုတော့16နှစ်ကျွယ်18နှစ်သားလေးပဲရှိတဲ့သူကအခုလက်ရှိမှာ သူ့ရဲ့ကံတော်ဝင်သူ့ရဲ့အိုက်တော်ဖြစ်တဲ့ဒါလီယိုမက်ဆီက Adidas နဲ့ lifetime contract လို့မျိုးမက်ဆီရဲ့ကျောင်းနံပါတ်10ကိုလည်းဝတ်ခွင့်ရမယ်အခုလက်ရှိမက်ဆီရဲ့ကျောင်းနံပါတ်19ကိုသူဝတ်တယ်မက်ဆီရဲ့10ကိုလည်းသူဝတ်ခွင့်ရမယ်မက်ဆီလိုပဲ Adidas ရဲ့ sponsor D တနစ်ကို3.2တန်းကလည်း3.5တန်းတိရှိတယ်10နှစ်စာချုပ်တန်း35တန်းပြီးတော့1 billion ရောချေးစာချုပ် contract တနစ်ကို euro 15တန်းကလည်းတန်း30အထိ bonus ပါရရှိနိုင်မယ် Barcelona ရဲ့တတိယလစာအများဆုံး အစုံတော့16နှစ်သားကနေ18နှစ်ပြည်တာနဲ့ဒါဒီအားလုံးကိုရမားတယောက်ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်လို့အချိန်နေအရဘလွန်တော်ဆူတောင်းရမားကလာမဲ့ရတီမှာရာသွားမဲ့အခွင့်အရေးတွေရှိနေပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်